င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အန်ယူဂျီအစိုးရယာယီသမ္မတအပါအဝင်တော်လဲအင်အားစုတွေနဲ့အမေရိကန်နိုင်ငံသားရဲ့အတိုင်ပင်ခံတို့တွဲဆုံဆွေးနွေးမှုအကူအညီတွေပုံမတုံးမြင်ပေးရန်အမေရိကန်ကကတိပြုပါတယ်အမေရိကန်ဒေါ်လာကို7600တောင်ထိပြန်လည်မြင့်တက်လာပြီးအခောက်ရွှေတစ်ကျပ်သားကို83သိန်းထိဈေးပြန်လည်မြင့်တက်လာတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့အမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးဌာနအတိုင်ပင်ခံပုဂ္ဂိုလ်တွမ်ဆူလီဗန်နဲ့အမျိုးသားညီညွတ်ရေးဆိုရယာယီသမ္မတဒူဝါလက်ရှိလာအပါအဝင်တော်လဲအင်အားစုတွေနဲ့တွဲဆုံဆွေးနွေးရမှာအကူအညီတွေကိုပုံမတိုးမြင်ပေးမယ်လို့အမေရိကန်ကကတိပြုပြောဆိုလိုက်ပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးဆိုရ ယာယီသမ္မတအတူပါလက်ရှိလားမြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ဥဆောင်အဖွဲ့ဝင်တွေဟာအမေရိကန်နိုင်ငံသားဝန်ကြီးဌာနတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ USAID Assistant စီမံခန့်ခွဲသူတို့တက်ရောက်ခဲ့လို့လည်းသိရပါဗျ။ယာယီသမ္မတဒူဝါလက်ရှိလားကပြည်သူတွေကိုကူညီပေးပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပုံမကောင်းမွန်လာစေဖို့နဲ့ဒါရပံ့ပိုးကူညီမှုတွေတိုးမြှင့်ပေးဖို့ကတိကိုပြုမှုအတွက်အမေရိကန်ပြည်ထောင်စုကိုကျေးဇူးတင်ကြောင်း ပြန်လည်ပြောဆိုခဲ့လို့လည်းသိရပါဗါအမေရိကန်ပြည်ထောင်စုအနေနဲ့အဲ့ဒီမြန်မာခေါင်းဆောင်တွေအဖွဲ့တွေရဲ့မြန်မာနိုင်ငံမှာမြန်မာပြည်သူလူထုတွေရဲ့လူရင်းဆန္ဒနဲ့အညီအရက်သားအစိုးရတဲ့အပြည့်အဝပြောင်းလဲရေးကိုဥတည်ပြီးခိုင်မာဖွံ့ဖြိုးတိုးတက်အောင်ဓာတ်ရိုက်ကူညီမှာဖြစ်တယ်လို့ လူသားချင်းစာနာမှုအကူအညီနဲ့မရှိမဖြစ်လိုအပ်တဲ့လူမှုဝန်ဆောင်မှုလုပ်ငန်းတွေကိုဒီအဖွဲ့အစည်းတွေကတညညညို့တဲ့ဆောင်ရွက်နေကြတာကိုလည်းဆက်လက်ပံ့ပိုးမှာဖြစ်တယ်လို့လည်းကတိပြုခဲ့ပါတယ်မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခတွေအတွင်းလူမဆန်ရက်ဆက်မှုတွေနဲ့ လူခွင့်ရေးချိုးဖောက်မှုကျိုးရတဲ့မြေတီအဖွဲ့အစည်းကိုမဆိုတောင်းဝန်ခံမှုရှိစေတဲ့အတွက်အမေရိကန်ပြည်အောင်စုကဆက်လက်ကြိုးပမ်းသွားမယ်လို့အတိုင်ပင်ခံကပြောပါရယ်ဒါအပြင်မြန်မာနိုင်ငံမှာငြင်းချင်းရင်းနဲ့ဒီမိုကရေစီထွန်းကားရေးပဋိပက္ခအဆုံးသတ်ရေးအတွက်မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့အာဆီယံအပါအဝင်နိုင်ငံအတိုင်းအဝန်နဲ့လက်တွဲကြိုးပမ်းကြဖို့အတွက်လည်းအမေရိကန်နိုင်ငံသားရဲ့ဌာနအထူးအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့မြန်မာကိုယ်စားလှယ်တွေကအခိုင်အမာကတိပြုခဲ့ကြတယ်လို့လည်းသိရပါရယ်ရှင် ဆက်လက်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအာဏာရှင်အစိုးရကိုဆယ်စုနှစ်ကျော်မဆုံးမနစ်တောင်းဆိုတိုက်ပွဲဝင်ခဲ့ကဝန်ကြီးချုပ်ရှိတ်ဟာစီနာအာဏာဆွံ့လို့ရတဲ့အထိအောင်မြင်မှုရရှိခြင်းအတွက် ထပ်တူဂုံယူဝမ်းမြောက်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီတော်လဲအင်အားစုတွေနဲ့ရဲဘက်အဖွဲ့အစည်းတွေကတဝန်လွာပေးပို့လိုက်ပါတယ်။ဒါအပြင်အကြမ်းဖက်ဖိနှိပ်တပ်ဖြတ်ခံခဲ့ရတဲ့ចောင်းသားလူငယ်တွေနဲ့ပြည်သူ900ကျော်အတွက်လည်းမြမຫນွေဦးတော်လဲရေးမှာအသက်ခံတာနဲ့အိုးအိမ်တွေကိုစွန့်လို့ပေးဆက်သွားကြသူတွေနဲ့ထပ်တူဂေါရထားအလေးပြုအပ်တယ်လို့လည်းဆိုထားပါတယ်။အကြမ်းဖက်ဖိနှိပ်မှုဖြစ်ရတဲ့အတွက်တရားမျှတမှုပြန်လည်ရရှိစေဖို့ဆောင်ရွက်ကြမယ်လှုပ်ရှားမှုတွေမှာ အောင်မြင်မှုဆက်လက်ရရှိရေးဆန္ဒပြုကြောင်းလည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်မှာလက်ရှိဂျားပြတ်အစိုးရဖြင့်တာဝန်ယူသွားမဲ့ငြိမ်းချမ်းနိုဘယ်ဆုရှင်ဒေါက်တာမိုဟာမက်ယူနိုဦးဆောင်တဲ့ဂျားပြတ်အစိုးရအနေနဲ့လည်းမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးဆုရနယ်တကွာမဟာမိတ်တိုင်းရင်းသားလူမျိုးစုတော်လန်းအင်အားစုတွေရဲ့ဒီမိုကရေစီနဲ့လူ့ခွင့်လှုပ်ရှားမှုတွေကိုပူးပေါင်းပံ့ပိုးကြဖို့တဝန်လာတဲ့မှာလည်းဖော်ပြထားပါတယ်ရှင်။ ပဲဂိုတာတဲ့တဲ့ပေါက်ကိုတန်ဆက်ပေးကြပါရစေ။ပဲဂိုတိုင်ပေါက်ခေါင်းမျိုးနဲ့တလဲမဲရွာနဲ့ရွှေကူရွာကပြည်သူအုပ်ကိုအကျက်ဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေလိုဆွတ်ဆွဲကရုံလောင်းတွေကိုစွန့်ပစ်ခဲ့တယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်ပြည်ရာကိုပြောပြပါရစေ။ဩဂတ်စာ17ရက်နေ့ကပေါက်ခေါင်းမျိုးနဲ့တွင်ဆိုင်ကယ်လိုင်စင်ကိုအကြောင်းပြကမတရားဖမ်းဆီးခံထားတဲ့ပေါက်ခေါင်းမျိုးနဲ့ကျုပ်ပင်ဝိုင်းအုပ်စုတလဲမဲရွာနဲ့ရွှေကူရွာကပြည်သူအုပ်ကိုအကျက်ဖက်တပ်သားတွေက PDF တပ်ဖွဲ့ဝင် ွေလို့စွတ်စွဲတာတပြက်ခဲ့ပြီးရုပ်လောင်းတွေကိုစွတ်ပစ်ခဲ့တာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကဖမ်းဆီးတပြက်ခဲ့သူတို့မှာဒလမဲရွာကကိုနေသူလိုင်ခေါ်ကိုအောင်ရွှေနဲ့ရွှေကူရွာကအမည်မသိပြည်သူတို့ဖြစ်တယ်လို့ဒေသနေပြည်သူတွေကပြောပါရရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားစမှုစုံမှာအထိုင်ချတက်ဆွဲထားတဲ့အထိုင်စခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့မှုမှာစစ်သား10ဦးထက်မနည်းဟာသေဆုံးခဲ့လို့ငဇုံမြို့နယ်ပကဖဘန်နာရှာဖွေတောင်ကကိုဟရူနာခါဂျီမာကပြောပြပါရစေ။ဩဂတ်စ16ရက်နေ့မနက်ပိုင်းအချိန်မှာ ငဇုံမြို့နယ်မြို့သားစစ်မှုဆောင်ကအင်အား30ခန်းအထိုင်ချတပ်ဆွဲထားတယ်။အကြက်ဘက်စစ်ကောင်စီတပ်စခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးဝင်ရောက်တိုက်ခတ်ခဲ့ရမှာအကြက်ဘက်စစ်သား10ဦးထက်မလဲဟာသေဆုံးသွားခဲ့တာဖြစ်ပြီးအများပြားလဲဒဏ်ရရှိခဲ့လို့သိရပါတယ်။ဒီတိုက်ခတ်မှုကိုငဇုံမြို့နယ်ပကဖစင့်ကိုင်မြို့နယ်ပကဖမြင်းကြိုင်35ပျောက်ကြားတပ်ဖွဲ့ ဘိုးစားပြောက်ကြားတပ်ဖွဲ့မြင့်ကြံနဲ့ပြည်ချစ်သားပြောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်တဇိုးရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်တမိုင်းဝင် ရှေးအောင်ဇေဒီနဆူဟာထိခိုက်ပျက်စီးခဲ့လို့ဒေသတွင်းသတင်းမြစ်တွေကပြပြပါရယ်။ဩဂတ်စာ15ရက်ည8:00နာရီကျော်လောက်မှာမြင်းကြံမြို့မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မ69လောက်ခန့်ခမာယာ15တပ်ရင်းကသူဇိုးကျေးရွာကိုတဇိုးကျေးရွာအတွင်းကိုလက်လက်ကြီးနဲ့ပစ်ခတ်ခဲ့ရမှာအင်းဝမိဖုရားကြီးတိထားကိုးကွယ်ခဲ့တဲ့တမိုင်းဝင်လှန်ရှည်စီတီတော်နဲ့ရွှေစင်ပွင့်ဖရာအတွင်း ဇေဒီငယ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။မြင်းကြံခရအထူးစစ်စင်မြင်းကြံ District Special Operation MDS ကိုစတင်ခဲ့တဲ့ August 10ရက်နေ့နောက်ပိုင်းကနေစတင်ပြီး နထိုးကြီးတောင်တာမြို့နယ်တွေဘက်ကို ခမရ15တက်ကလက်လက်ကြီးတွေနဲ့နေ့စဉ်ပစ်ခတ်နေရလဲဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပေါက်ကတော့ ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကို7600အထိပြန်လည်မြင့်တက်လာသလိုအခောက်ရွှေတစ်ကျပ်သားကိုလည်း83သိန်းကျပ်အထိဈေးပြန်လည်မြင့်တက်လာတယ်လို့ဈေးကွက်အတွင်းကနေစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်ဒေါ်လာကိုငွေကျပ်9000ကျော်အထိထိုးတက်ခဲ့တဲ့ငွေလဲနှုန်းဟာဩဂတ်လ15ရက်မှာတော့အလိုမင်းကျဆင်းလာခဲ့ပြီးအမေရိကန်ဒေါ်လာကို9500ကျပ်ဝန်းကျင်နဲ့ဈေးပိတ်ခဲ့လို့လည်းသိရပါတယ်။ဒါပေမဲ့မနေ့ကတော့အမေရိကန်ဒေါ်လာဈေးနှုန်းတွေပြန်လည်မြင့်တက်လာခဲ့ပြီးအမေရိကန် န်ဒေါ်လာကို6000တောင်အထိဈေးနှုန်းပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီကမြန်မာငွေတန်ဖိုးကျဆင်းနေတာကိုထိန်းဖို့အတွက်လှုပ်ဆောင်ပေးမယ်လေ။ဈေးကွက်ကဒေါ်လာအင်ဂျက်ရှင်လောက်တာမျိုးဖြစ်တာကြောင့်ခဏအကြပြပြီးဈေးတက်ရင်လည်းတဟုန်တို့ဈေးပြန်တက်လာတယ်လို့ရမဲစီစီယံကလုံမှုဆောင်စီဝိုင်းသမားတူကပြပြပါဗျ။ရမဲစီစီယံအတွင်းမှာလည်းဒေါ်လာတန်ဖိုးမတည်ငြိမ်မှုနဲ့ငွေလိမ်လုံးအကြီးအကျယ်လှုပ်ခတ်နေတဲ့အတွက်စီဝိုင်းလက်ပတ်ရန်ခက်ခဲနေတဲ့အခြေအနေတွေဖြစ်ပေါ်နေရလို့လည်းဆိုပါရတယ်။အဲဒါကြောင့်နိုင်ငံ န်ကြားငွေ၃ငွေနဲ့ဆက်လင်းပြီးငွေကြေးစီးဆင်းမှုလုပ်ငန်းလက်ပတ်မှုကိုဖြစ်ပေါ်စေမယ်။လုပ်ငန်းစဉ်တွေနဲ့ဖြစ်တဲ့ငွေလဲလုံးဖြစ်ပေါ်ရေးစီစဉ်ဆောင်ရွက်ပေးဖို့စစ်ကောင်စီကိုတင်ပြထားရလို့လည်းသိရပါဗါး။ငွေလဲဈေးနှုန်းအတက်အကျမြန်ပြီး ဈေးလုံးမတည်ငြိမ်ရင်ဘာစည်းဝါးရေးမှာလုတ်လို့မရတဲ့အတွက်အတက်ဈေးမှာပဲဖြစ်ဖြစ်အကျဈေးမှာပဲဖြစ်ဖြစ်ငိန်နေလိုက်ရင်စည်းဝါးရေးလုတ်ဆောင်လို့ရတယ်လို့ရန်ကုန်ကဆေးနဲ့ဆေးဝါးပစ္စည်းတင်းသွင်းရောင်းဝယ်သူတို့ကရှင်းပြပါတယ်။ဒါအပြင်ရွှေဈေးလုံးမှာလည်းမင်းလင်းရွှေတစ်ကျပ်သားကိုငွေကျပ်83သိန်းဝန်းကျင်ပြီးဈေးလုံးပြန်လည်မြင့်တက်လာခဲ့ပြီးအရောင်းဝယ်တွေရပ်တန့်နေတယ်လို့ဈေးကွက်အတွင်းကစုံစမ်းသိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ငါးတဲ့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။